ဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့နောင်ကျုံမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်မှတရတာအတွင်းဒရုန်းဖြင့်ပုံ28လုံးနဲ့လက်နက်ကြီး68လုံးပြစ်ကူတိုက်ခိုက်ခဲ့တဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ကျုံမြို့နယ်မှာရှိတဲ့နောင်လင်းနောင်အောင်လုံဆန်းနဲ့နောင်ဖာကျေးရွာတို့မှာတိုက်ပွဲဖြစ်ပွားနေရာဇွန်လ25ရက်တရက်တွင်မှစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံ28လုံးလနဲ့ကြီး68လုံးပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့တောင်းတမတော် TNL ကဒီနေ့ထုတ်ပြန်လိုက်ပါတယ် နောင်လင်ကျွရမှာဇွန်လ25ရက်မနေ့ကစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ရာတိုက်ပွဲတွင်စစ်ကောင်စီတပ်က drone နဲ့ဘုံး14လုံးလက်နက်ကြီး54လုံးတို့ကိုပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။နောင်ဝကျွရမှာလည်းစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲဖြစ်ပွားနေချိန်တွင်စစ်ကောင်စီတပ်က drone နဲ့ဘုံး9လုံးလက်နက်ကြီး9လုံးတို့ကိုပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNL ကဆိုပါရယ်။ ဒါအပြင်စစ်ကောင်စီတပ်ကလုံဆန်ချင်းရွာကိုလည်း drone နဲ့ပုံလေးလုံးလက်နက်ကြီးခုနှစ်လုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့တယ်လို့တိုက်ပွဲမဖြစ်ပွားတဲ့အုံမခါချင်းရွာဘက်ကိုလည်း drone နဲ့ပုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကလည်းနောင်ကျုံမြို့နယ်မှာရှိတဲ့နောင်အော်လက်ပံကုန်းရွှေသွန်မြချီနုလုံဆန်းကုန်းတာအုံမတိနဲ့ဆမဆယ်ကျေးရွာကြားစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့ဘုံ130လုံး ဒရုန်းနဲ့ဘုံ60လုံး၊လက်နက်ကြီး53လုံးပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါဗျ။နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးချင်တာကတော့ B2 ဘုံကျဲလျင်ထုတ်လုပ်ရမှာကူညီခဲ့တဲ့အိန္ဒိယနိုင်ငံသားက American နည်းပညာတွေကိုတရုတ်စီကိုခိုးယောင်းခဲ့တယ်ဆိုတဲ့အကြောင်းကိုတင်းဆက်ပေးပါမယ်။ American ရဲ့ B2 Spirit ဒီဘုံမှာကိုပြောင်ဘုံကျဲလျင်ဖန်တီးရရင်ကူညီခဲ့တဲ့အိန္ဒိယနယ်ပွား engineer ဟောင်းတယောက်ကနည်းပညာလျှော့ဝှက်ချက်တွေကိုတရုတ်စီကိုရောင်းချခဲ့ပြီး ၎င်းကြောင့်တရုတ်ကိုပြောင်းလေရင်အစီအစဉ်များတွင်တိုးတက်မှုများပြုလုပ်နိုင်ခဲ့ကြောင်းတရားရုံးမှတ်တမ်းများနှင့်ပြည်ဝတ်ချက်များဖော်ထုတ်ထားတဲ့အစီရင်ခံစာများရသိရပါဗျ။အိန္ဒိယနယ်ဝါနိုရှာကိုဝါဒီယာကနော့သရော့ဂရမန်တွင်တွန်းကန်အားနှင့်ကိုပြောင်းနီးပညာကျွမ်းကျင်နေသူတို့ဖြစ်ပါရယ်။၎င်းကအမေရိကန်စီးတမိုင်းမှအစင်းမြင့်ဆုံးဘုံကျဲလျင်များထဲမှတစ်ခုဖြစ်တဲ့ B2 ရဲ့ကိုပြောင်းစွမ်းရည်တွေကိုဖန်နီးရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်ခဲ့ပါရယ်။ ဂေါဝါဒီယာက1986ခုနှစ်မှာကာကွယ်ကန်ထရိုက် လုပ်ငန်းမှထွက်ခွာပြီးနောက်လျှက်ဝက်လုံခြုံရေးဆိုင်ရာအဆင့်မြင့်ဆုံးခွင့်ပြုချက်များရရှိထားပြီးတက္ကသိုလ်အဆင့်၄ချောင်းပညာရေးဆိုင်ရာသင်တန်းများကိုပင်သင်ကြားပေးခဲ့ပါတယ်။ဒါပေမဲ့2005ခုနှစ်မှာ၎င်းရဲ့ FBI ရဲ့စုံစမ်းစစ်ဆေးခြင်းကိုခံခဲ့ရပါတယ်။၎င်းထံသို့ပို့ဆောင်ခဲ့တဲ့ pre-war ကွန်တိုင်နာတွင်မှလျှက်ဝက်ဆိုင်ရွက်စာရမ်းများကိုအေးဂျင်များကတွေ့ရှိခဲ့ရမှစုံစမ်းစစ်ဆေးမှုများစတင်ခဲ့ပါတယ်။ ဂိုဝါဒီယာကိုဟာဝိုင်အီမာဖမ်းဆီးခဲ့ပြီးတော့လန်ဒန်တင်ပို့မှုထိန်းချုပ်ရေးအဥပဒေနဲ့တရုတ်လုံးမှုအဥပဒေများနဲ့ဆွဲချက်တင်ခဲ့ပါတယ်။တရုတ်ပါဝင်နိုင်ငံသားအစိုးရများတို့ရေဝဲအချက်လက်များပေးအပ်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ Economic Times ကဖော်ပြပါတယ်။နည်းပညာလွှဲပြောင်းမှုပေါ်စိုးရိမ်မှုတွေတိုးပွားလာစေပါတယ်။ ဂေါဝါဒီယာက2003ခုနှစ်မှ2004ခုနှစ်တွင်တရုတ်သို့အကြိမ်မောင်းများစွာသွားရောက်ခဲ့ပြီးအဆိုမှခင်းစစ်များတွင် အနီအောင်ရောင်ကြီးထုတ်လုပ်မှုလျှော့ချခြင်းနဲ့အာယုံခံနိုင်စွမ်းနည်းပါတဲ့တွန်းကန်အားစနစ်များနဲ့ပတ်သက်တဲ့ဒီဇိုင်းတွေကိုလွှဲပြောင်းပေးခဲ့ကြောင်း FBI ကဆိုပါတယ်ရှင်ချန်လက်တွေကတရုတ်အား cruise ဒုံးကြီးနဲ့ဘုံကျဲလေးရင်နီးပညာများတိုးတက်စီရန်ရှိရပါတယ်။ဂေါဝါဒီယာက3နှစ်တာကာလတွင်အနည်းဆုံးဒေါ်လာ1,000,000ရရှိခဲ့ကြောင်းစုံစမ်းစစ်ဆေးသူများကပြောကြားပါတယ်။ ကိုအန်တရားကစွဆွဲချက်တွေကိုကနုံးမှာတော့ညင်းဆိုခဲ့ပြီးမြဲနောက်ပိုင်းမှာတော့စာနဲ့ဝန်ခံထွက်ဆိုခဲ့ပါတယ်။ကျွန်တော်ပြန်စမ်းစကြည့်တော့တရုတ်ကခရုစ်ဒုံးကြီးပြုလုပ်ရမှာကူညီခဲ့တာမှားယွင်းပါတယ်။ကျွန်တော်လုပ်ခဲ့တာကတရှုလုံချင်းနဲ့တစ္ဆာဖောက်ချင်းမှာပဲလို့ပြောခဲ့ပါတယ်။၂၀30ခုနှစ်မှာ၎င်းကအမှု14ခုနဲ့ပြည်ထန်ချမှတ်ခံရပြီးနောက်တစ်နှစ်မှာဖက်ဒရယ်ထောင်၌32နှစ်ပြည်ထန်ချမှတ်ခံခဲ့ရပါတယ်။လက်ရှိမှာကိုဝါတရားကကော်လိုရာဒိုရှိ Florence ADS အကျဉ်းထောင်မှာအကျဉ်းချခံနေရပါတယ်။ ၎င်းရဲ့တားဖြတ်သူအက်စတန်ကိုဝါတီယာကတော့တရားခွင်အတွင်အရေးကြီးတဲ့တသက်အထောက်အထားများကိုဖုံးကွယ်ထားပြီး FBI ရဲ့ဆွဆွဲချက်များကိုညှင်းဆို၍ဖားကင်ကိုအပြစ်လွတ်အောင်စူးစမ်းခဲ့ပါတယ်။တရုတ်ကိုပြောင်းလျင်က မေကွန်းမြောင်းဖြစ်ပေါ်စေတယ်။မဇာသိမိကဂျိုရုတပ်ပေါ်များအရရှင်ချန်းရှိတရုတ်စံတပ်ရေးဌာနတစ်ခုမှကြီးမားတဲ့ Steve Flying Wing လေယာဉ်တစ်စင်းကိုတွေ့ရှိခဲ့ပြီးနောက်ရင်းအမှုပြန်လည်ပြီးတော့ပေါ်ပေါက်လာခဲ့ပါတယ်။ မေလ14ရက်နေ့နေဆွဲပါ The War Zone မှာဖော်ပြတဲ့အဆိုပါပုံများမှာ American B2 နဲ့ထပ်တူနီးပါးတူတဲ့တောင်ပံအကျယ်52မီတာခန့်ရှိတဲ့ drone ပုံစံလေယာဉ်တစ်စီးကိုပြသထားပါတယ်။အဆိုပါလေယာဉ်ကိုအသစ်ဆောက်ထားတဲ့လေယာဉ်ယုံများနီးမှာတွေ့ရှိခဲ့ရခြင်းက၎င်းသည်တရုတ်ရဲ့အမြင့်ပေမြန်မာပင်ကြာရှည်မောင်းနေနိုင်တဲ့ Hill လေယာဉ်အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ပါတယ်။ သို့မဟုတ် H20 စတီးဘုံမှာသို့မဟုတ် J36 Fighter ကဲ့သို့သောအခြားမျိုးဆက်သည့်စီမံကိန်းများနဲ့ချိန်ဆနေနိုင်ကြောင်းဖော်ပြပါရယ်။ရင်းတွေးရှိတဲ့များအရာတရုတ်ရဲ့ကိုပြောင်းလျင်တည်ဆောက်မှုတိုးတက်ခြင်းများသည်ခုံယူထားသောအမေရိကန်ကာကွယ်ရေးနည်းပညာကြောင့်ဖြစ်နိုင်သည်ဟုသောစိုးရိမ်မှုများကိုပြန်လည်ပြီးတော့ဖြစ်ပေါ်စေခဲ့ပါရယ်။တရုတ်ပလက်ဖောင်းရဲ့စွမ်းဆောင်ရည်အပြည့်စုံကိုမသိရသေးပေမဲ့၎င်းကအရေးကြီးသောတိုးတက်မှုတရက်ကိုကိုးစားပြုကြောင်းလေးလာသုံးသပ်သူများကပြောကြားပါရယ်။ နော်ထရိုဂရမန်မှတိဆောက်ထားသော B2 Spring ကအမေရိကန်စစ်တပ်ရဲ့လက်နက်တိုက်တွင်အလျောက်ဝတ်ဆုံးနဲ့စွမ်းဆောင်ရည်အရှိဆုံးဘုံကျဲလျင်များထဲမှတစ်ခုဖြစ်ပါတယ်။၎င်းရဲ့ရေဒါရှောင်ရှားနိုင်တဲ့ဒီဇိုင်းကြောင့်ရန်သူလေပိုင်နက်ကိုမတိမတာထိုးဖောက်ဝင်ရောက်၍ဒုံးကျည်များနဲ့နျူကလ িয়ার လက်နက်နှမျိုးလုံးကိုတည်ဆောင်နိုင်စွမ်းရှိပါတယ်။ပြီးခဲ့တဲ့ရက်သက်တပတ်ကအမေရိကန်က B2 ကိုအီရန်မှာရှိတဲ့မြေအောက်နျူကလ িয়ার ဆက်ရုံ4ချောင်းကိုပြင်မှတ်ထား၍ပထမဆုံးအကြိမ်ဖြင့်တိုက်ခိုက်မှုစစ်ဆင်ရေးများတွင်အသုံးပြုခဲ့ပါတယ်။ ၎င်းကိုလေရင်ရက်ပြန်မမရှိသောဆွမ်းဆောင်ရည်ဆိုင်ရာတရုတ်ပြခြင်းအဖြစ်ရှုမြင်ခဲ့ကြပါရယ်အဆိုပါတိုက်ခတ်မှုဟာဒေတာတွင်တင်းမာမှုများမြင့်တက်နေချိန်မှာဖြစ်ပေါ်ခဲ့ပြီးတရုတ်ကအလားတူနည်းပညာတွင်မိသည့်အထွတ်အထိပ်အငင်းနည်းမြောက်များဆက်လက်ပြီးရင်းနှီးမြှုပ်နှံနေသည်ကိုအလေးပေးဖော်ပြခဲ့ကြပါရယ် ။ထပ်မံပြီးတော့သိရှိရတဲ့သတင်းကတော့အဆောက်အများတိဆောက်ရာတွင်ငလင်ပြင်းအားရှိအဆင့်ခံနိုင်ရမည်ဆိုသောမင်းအောင်လိုင်ရဲ့ညွှန်ကြားချက်ကြောင့်ရန်ကုန်မြို့မှဆောက်လုပ်ရေးလုပ်ငန်းအများစုရပ်ဆိုင်ထားရာစီမံထွက်လုံစား권ကြီးဖြစ်နေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာတနင်္ဂနွေလုံးမှာရှိတဲ့အဆောက်အဉ်တိဆောက်ရမှာငလင်နံပြင်းအားရှိအဆင့်ရှိခန္ဓာရင်ရှိရမယ်ဆိုတဲ့မင်းအောင်လိုင်ရဲ့ညွှန်ကြားချက်ကြောင့် ရန်ကုန်မြို့ရှိဆောက်လုပ်ရေးလုပ်ငန်းအများစုရပ်ဆိုင်းထားပြီးတော့ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီ YCDC အတွက်လှုပ်ရှားခွင့်ကြီးဖြစ်နေကြောင်းရန်ကုန်မြို့မှဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ကပြောဆိုပါရယ်မလာ28ရက်နေ့ပြင်အား9.9%အဆင့်ရှိတဲ့စကိုင်းငန်းရင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်အကြမ်းမတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာရှိတဲ့အဆောက်အအုံကိုတိစောက်ရမှာငလင်ပြင်းရရှိအဆင့်ထိခဏရင်ရှိရန်လိုအပ်သည်ဆိုတဲ့ညွှန်ကြားချက်ကိုထုတ်ပြန်လာကြောင်း အဆိုပါညွှန်ကြားချက်ကြောင့်မေလလာဆန်းပိုင်းမှစတင်ပြီးတော့ရန်ကုန်ရှိစောင့်လုပ်ရေးလုပ်ငန်းအများစုရှင်းနာလိုက်ရကြောင်းမြောက်လိုင်ရဲ့ညွှန်ကြားချက်ပေါ်မူတည်၍ YCDC နဲ့မြို့နယ်စီပင်များကစောင့်လုပ်ရေးလုပ်ငန်းများကိုပုံစံအမျိုးမျိုးနဲ့ငွေညစ်တောင်းခံမှုများလှုံ့ဆော်လာကြောင်းသိရှိရပါတယ်အဆောင်တွေအားလုံးငလင်ပြားရွှေထိခဏရင်ရှိရမယ်ဆိုတဲ့မိန်းကြောင်းဆောက်လုပ်ရည်တွေအားလုံးရက်ထားရတယ် YCTC ပြန်စစ်မယ်။စားလုံးနေစရောမစားလုံးရသေးတာတွေရောတဝက်တစ်ပြက်ပြီးနေတဲ့ဆောက်လက်စားတွေရောအကုန်လုံးရခိုင်းတာ။စားလုံးရည်တွေရထားတာတော့တစ်လကျော်နှစ်လနီးပါးဖြစ်လာပြီလို့စားလုံးရည်လုပ်ငန်းရှင်တို့ကရှင်းပြပါဗျ။ငလီပြာရှိအစင့်ထိခဏရင်ရှိရမယ်ဆိုတဲ့စီကံသတ်မှတ်ချက်မှာလက်တွေ့မကြဘဲနဲ့တင်သွင်းနေတဲ့တန်းချောင်းနဲ့ပြီးလက်မြင်များမှာလည်းအရေးသွေးထင်းချုပ်စစ်ဆေးမှုမရှိကြောင်းအမှန်တကယ်ငလီပြင်းအားရှိအစင့်ထိခဏရံမှာ အဆောက်အုံတည်ဆောက်မှုဖြင့်တင်သွင်းနေတဲ့တန်ချောင်းနဲ့ပြီးလက်မြေရဲ့အရေးသွေးအုပ်အရေးသွေးများပေါ်မှာများစွာမူတည်နေကြောင်းသိရှိရပါတယ်။ကျွန်တော်တို့စီကိုသွင်းနေတဲ့တန်ချောင်းနဲ့ပြီးလက်မြေတွေကကုန်တယ်ရီယာလဲကြံအောင်လို့သွင်းကြတာအရေးသွေးအနေဆုံးဆိုတဲ့ဟာတွေပေါ့ဘာ quality control မှမရှိဘူးစစ်ဆေးရမျိုးလည်းမရှိဘူးငလင်တန်ရှိသည့်ခံနိုင်မှုဆိုတာကစောက်လို့ရနည်းပညာတစ်ခုနဲ့တော့မရပါဘူးတန်ချောင်းက quality မီလားဘီလက်မြေကစံချိန်စံညွှန်းတိုင်းမီရဲ့လားဒါရီကိုသေချာစေရမယ်အုတ်တွေရဲ့ quality ခံနိုင်အား စသဖြင့်စားလို့ရပစ္စည်းတွေအားလုံးရဲ့ quality ကအရေးသွင်းမြင်ရမယ်အခုတော့ပါဇက်တန်းရှိအောင်ရှောက်ပြောပြီးတော့ငလင်တန်ရှိသည့်ခဏရမယ်လို့ထားလို့တော့အကုန်လုံးကကပြောင်းကပြန့်နေဖြစ်ကုန်တယ်လို့အဆိုပါဆောက်လုပ်ရေးလုပ်ငန်းရှင်ကပြောပါရယ်ရန်ကုန်မြို့မှာတည်ဆောက်နေတဲ့အဆောက်အုံတချို့မှာစီမံထံခွင့်ပြုချက်တင်ထားပြီးခွင့်ပြုချက်မကျမီငွေပင်း၍အမြန်တည်ဆောက်မှုများလည်းရှိကြောင်းရင်းဆောင်များမှာမြို့နယ်စီပင်နဲ့ YCTC မြို့တော်စီပင်တို့ငွေကျပ်တန်းရချီလက်ထိုး၍အမြန်ဆောက်လုပ်ကြကြောင်း စစ်ကောင်းဆောင်ရဲ့ညွှန်ကြားချက်ကြောင့်မြေရင်တွင်စားလို့ရေလုံငန်းများရှင်းနာထားရသဖြင့်စီပင်အတွက်ငွေတောင်းကောင်းသောစားပေါက်လုံစား권ကြီးဖြစ်လာကြောင်းရန်ကုန်မြို့စားလို့ရေကုမ္ပဏီတစ်ခုရဲ့မန်နေဂျာတဦးကရှင်းပြပါရယ်စီပင်ကိုဘာလို့လုံရှည်လောင်းရတယ်အခုတော့ပိုကြက်တော့ပိုပြီးတော့ရှည်လောင်းရတယ်စီပင်ခွင့်မြုပ်ချက်တင်ပြီးတော့စားလို့ခွင့်မကြခင်အဆောက်နေရတက်တော့ရိုက်ဆောက်ကြတာဘီလက်မြင့်နဲ့တန်စေးရီယာရက်မနေဘူးတနည်းငွေတနည်းရွှေဈေးရတော့အတက်ကြီးပဲမြ мян ဆောက်ပြီးတော့ခွင့်မြုပ်ချက်လဲကြအဲ့ရမျိုးတွေလောက်ကြတာဆိုတော့ပိုကြက်လာတော့ ပို့ပေးပြီးပို့မြန်အောင်လုပ်ကြတယ်။ရထားလို့ကလည်းမကိုက်ဘူး။ကန်ထရိုက်တိုင်းအခန်းပေးအခန်းယူမီနီကွန်ထိုရီကတော့အရင်နည်းနဲ့ပဲရှင်းနေကြတယ်။ကြီးကြီးမားမားမျိုးပြဆက်လုပ်ရည်ကြီးတွေကတော့ရက်ကိုရထားရတာလို့ဆက်လုပ်ရည်မန်နေဂျာကပြောပါရတယ်။တခြားတစ်ပတ်တွင်လည်းစကောင်းဆောင်ရဲ့အမိန်ကြောင့်ဟုဆိုကအဆောက်အုံတိဆောက်ခွင့်ပြုချက်များကိုရန်ကုန်မြို့တော်စီပင်ကအလွန်တင်းကျပ်လာကြောင်းအဆောက်အုံတိချောက်ခွင့်စီကံများပုံမူပြီးတော့များပြလာကြောင်းထို့ကြောင့်တိချောက်ခွင့်ရရန်အချိန်ကာလကြာမြင့်ပြီးအစင်များစွာဖြင့်ပုံမူခက်ခဲလာက တောင်းသမျှပေးနေရတဲ့အခြေအနေဖြစ်လာကြောင်းသိရှိရပါတယ်။ကွေမျိုးချမ်းရဖို့ကအရင်အဆုံငွေပေးပြီးလွှဲထားတဲ့တောင်မှအခုကငွေပေးနေအောင်မှခခရရတောင်းမှန်နေရတယ်။စီကတ်နေပုံများလာပြီးတော့ပို့ခတ်လာတယ်။ပို့ခတ်လေတောင်းသလောက်ပေးရလိမ့်မယ်လို့ဆောက်လုပ်ရေးမန်နေဂျာကပြောပါတယ်။ရန်ကုန်မြို့မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းများရှမ်းသာထားရမှုကြောင့်ရင်းဆောက်လုပ်ရေးလုပ်ငန်းပေါ်မိခိုနေတဲ့အခြေခံလှုပ်တာများနဲ့ဆောက်လုပ်ရေးလုပ်ငန်းအတိုင်းဝန်းတစ်ခုလုံးမှာလည်းစီးပွားရေးအရာအခက်အခဲတွေကြုံနေရကြောင်းအဆိုပါအတိုင်းဝိုင်းကပြောဆိုပါရတယ်။ ထပ်မံပြီးတော့သိရှိရတဲ့တဲ့ရင်ကတော့ရေဦးမျိုးတွင်အမျိုးသမီးရှိဦးထက်မနေကိုစစ်တပ်ကဖမ်းဆီးထားပြီးပြန်လွှတ်မပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရေဦးမြို့ပေါ်တို့ဈေးဝယ်လာတဲ့အမျိုးသမီးရှစ်ဦးထက်မနည်းကိုအကြမ်းမတ်စစ်သားများကဖမ်းဆီးကာလက်ရှိချိန်ထိပြန်လွတ်မပေးတော့ကြောင်းရေဦးအနောက်ပိုင်းဆုံးတရင်ဆက်သွယ်ရေးတာဝန်ခံထူကန်းစော်အမိသားကပြောကြားပါရယ်ဇွန်လ22ရက်နေ့ရေဦးမြို့နယ်တွင်ကျေးရွာများမှရေဦးမြို့ပေါ်တို့ဈေးဝယ်လာစဉ်အကြမ်းမတ်စစ်သားများကအကြောင်းမဲ့ဖမ်းဆီးလိုက်ကြောင်း အချားနဲ့များမှပြည်သူများလည်းဖမ်းဆီးခံထားရပြီးယနေ့ချိန်ထိပြန်မလွတ်သေးကြောင်းသိရှိရပါတယ်။လက်ရှိအဖမ်းခံထားရတာအမျိုးသမီးရှိဦးထက်မနဲ့အဖမ်းခံထားရတယ်။ငွေညှစ်ချင်တာလည်းပါတယ်။အခုလိုမျိုးမတရားတွေဖမ်းပြီးတော့ငွေနဲ့ရွေးထုတ်ရင်ပြန်လွတ်ပေးရရှိနေတယ်လို့ရေဦးအနောက်ပိုင်းဆောင်သတင်းဆက်သွယ်တာဝန်ခံထူခန့်စော်အမေသားကပြောကြားပါရယ်။ထို့သောအကြမ်းမတ်စစ်တပ်ကရေဦးမျိုးပေါ်သို့ဇေယောင်ဇေဝယ်ပြုလုပ်နေကြတဲ့ပြည်သူတွေကိုဖမ်းဆီးငွေညှစ်ခြင်းများလုပ်ဆောင်နေ၍ပြည်သူများတွားလာရင်အထူးကြိုဆိုင်ရန် ရေဦးမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကသတိပေးထုတ်ပြန်ထားပါတယ်။နောက်ထပ်သိရှိရတဲ့သတင်းကတော့ဖြူမြို့နယ်တရားရုံးရှိဇေယဝရီမြို့ရဲစခန်းဘူတာယုံတို့ပါဝင်စစ်တပ်နေရာ6ခုကိုတပြိုင်နက်တည်းစီးနင်းတိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကိုခရိုင်ဖြူမြို့နယ်တရားရုံးရှိဇယဝရီမြို့ရဲစခန်းဘူတာယုံတို့အပါအဝင်နေရာ6ခုကိုဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာ စစ်သားလေးဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိခဲ့ကြောင်းဖြူမြို့နယ်ပါကဖပြောဆိုပါရယ်ဂျမန်နင်းစုံလာ25ရက်နနက်တနားီ24မိနစ်ကဖြူမြို့နယ်ဇယဝရီမြို့ဘူတာယုံရှိစစ်သားတွေကိုဖြူမြို့နယ်ပါကဖတိုက်ခိုက်ရေးအဖွဲ့မှဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ရာစစ်သား3ဦးထိထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိတဲ့စစ်သားများနဲ့တူကြံစစ်သားများမှဘူတာယုံမှစွန့်ခွာထွက်ပြေးသွားကြောင်းသိရပါရယ်ထို့ကြောင့်ဘူတာယုံအားဝင်ရောက်ရှင်လင်းစဉ် MA1 အမျိုးအစားတနက်တလက် ြည်ပေါက်သုံးပေါက်ကြည်ကြံအချုံနဲ့ပုံလေးလုံးတင်ဆက်ရရှိခဲ့ပြီးမိရထဝန်ထမ်းတို့ကိုလည်းတွေ့ရှိခဲ့ရာအလင်းဝင်ရောင်ရံမှကြား၍ပြန်လွှတ်ပေးလိုက်ကြောင်းထို့ပြင်ဘူတာယံဝန်ထမ်းအင်အားများ၌လည်းစစ်ကောင်စီတပ်သားများဝင်ရောက်နေထိုင်ခြင်းရှိမရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ဇေယဝတီဘူတာယံရှိစစ်သားများကိုဝင်ရောက်စီးနှင်းတိုက်ခိုက်နေချိန်မှာဖြူးမျိုးနဲ့ပါကဖရဲဘော်များကဖြူးမျိုးနဲ့တရားရုံရှိရန်ကုန်မန္တလေးလမ်းဟောင်းပေါ်တွင် ကင်းပတ်သွားလာနေသောစစ်ကောင်စီကားများကိုစစ်ဆေးတိုက်ခိုက်ခြင်း ဇယဝရီတကြားဆက်တွင်ကင်းမုံချတာသောစစ်သားများကိုတိုက်ခိုက်ခြင်းနှင့်ဖြူပါကဖဒရုန်းဖွဲ့မှလည်းဇယဝရီရဲစခန်းအားဘုံဒီကျဲချတိုက်ခိုက်ခြင်းတို့တပြိုင်တည်းလုံးဆောင်ခဲ့ကြောင်းသိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကလည်းဖြူမျိုးနယ်အုတ်ဖြတ်မုံလန်းမော်ရှိ ဝဲကြီးအောက်ခုံကျေးရွာတွင်ကင်းပတ်သွားလာနေတဲ့စစ်ကောင်စီတပ်သားတွေကိုဖြူမျိုးနယ်ပါကဖတိုက်ခိုက်ရေးအဖွဲ့မှရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ပြီးနောက်စစ်သား၄ဦးသေဆုံးကြောင်း ပြုံးပြုံးနဲ့ပါကားဖရဲဘော်များအတီးကိုင်းမရှိခဲ့ကြောင်းသိရပါဗျ။